ဆရာနွေယိုးရေးသားတဲ့တိုက်ပွဲဆိုတဲ့ဝတ္ထုတို့လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာတိုက်ပွဲဟာဒီကောင်မတော့ငါလှုပ်လိုက်ရသေတော့မယ်စောက်စကားဝများတယ်ကောင်မတောက်အကြီးကောင်လည်းခုထိပြန်မလာသေးဘူးလားဟာငါကွာငါစိတ်နေတော့ဒီမှာအမီးမရှိလို့စောက်နေတာကိုလက်ဖက်ပဲချမ်းလေးဝယ်ခိုင်းတာပြန်ဟိုးမလာတော့ဘူးသားလာပါပြီဖေရ ဈေးဆိုင်မှာလူတွေရှုပ်လို့စောင့်နေရလို့ပါတောက်ပြောလိုက်ရင်မင်းတို့ကဒီအတိုင်းပဲစင်ကြယ်စင်လက်နဲ့ဟဲ့ငယ်မလက်ဖက်တုပ်ဆန်းအမြန်လာပြီးဖေးရေးတိမ်လုံးကိုတန်းစီငေါက်ငန်းနေတာပဲအောင်းမငါမငေါက်လို့နင်တို့ငေါက်တာခံရမှာလားတဲငါစိတ်နေတော့နော်အကုန်တန်းစီပြီးလှုပ်လိုက်ရသေးကုန်တော့မယ်အုံးကလုံးကွမ်းအာခါ အကြီးကောင်ဘာဖြစ်တာလဲအာရေထမ်းရင်းနဲ့လဲတာဖေဟာကွာဘာဖြစ်သွားသေးလဲရပါလေဖေဒူးနေနေပြဲသွားတာတောက်ကွာမင်းကိုဘသူကရေထမ်းခိုင်းလို့လဲဟာငါလခွန်းနဲ့ဟာကိုအရက်လေးတစ်ခွက်နှစ်ခွက်တောက်ပြီးမှထမ်းမလို့ပါဆိုကွာတော်တော်ဆေးသွားတဲ့ဟဲ့မိမိုးနင်းကလည်းမပေါ့မပါနဲ့ထင်းတွေတဲနေပြန်ပါပြီ ။သွားစမ်းအိမ်မော်အသာထိုင်နေပေးပေးငါတယ်မှာဘောဟဲ့။နင်ကလေအဖေကြီးလက်ဖက်တော့ရပြီနော်။အေးစပွဲပေါ်ခြားထားလိုက်အောင်ဟေး။နေမေကိုထင်းတယ်ပေးလိုက်အောင်မယ်။ရပါတယ်ကိုမြင့်စိန်ရဲ့ကျမဖြည်းဖြည်းချင်းတယ်လို့ရပါတယ်။ရှည်တယ်ဖေစမ်းပီပီပီသွားအိမ်ပေါ်အတာထိုင်နေ။တားတဲလိုက်မယ်အဖေ။အဖေသွားတော့တော့လေ။လက်ဖက်တုပ်တွေပြော့ကုန်မယ်အဖေရ။အေး ဖြည်းဖြည်းတည်းဟပျော်လဲမတတ်နိုင်ဘူးဟေရေထမ်းပြီးမှအေးဆေးတောက်တော့မယ်ဟဲ့မိမိုးနင်ဘာဟင်းချက်လဲဘူးဒီဟင်းကားနဲ့ငရုတ်သီးထောင်းမဲ့တော်ရီတောက်ကွာအသားမပါရင်ငါမစားတတ်ပါဘူးဆို လာပြန်ပြီးတက်တက်လို့ငါစိတ်နေတော့ကွာနာတော့မယ်နင်တို့ဟဲ့အငယ်မနင်ကရောစာမကြည့်ပဲဘာလုပ်နေတာတော့ငါထားကြလိုက်ရနင်လဲတေတော့မယ် ဟာအဖေကလေစာရိယယာပြီးသားတွေပါအိမ်စာပဲရေးရမှာအဲ့ဒါဆိုရေးစရာရှိရမရေးပဲနင်ကဘာလုပ်နေရတော့သမီးစာအုပ်ကုန်နေလို့အဖေရရော့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 တွားဝဲကြီးတွားဝဲကြီးစောစောကမပြောဘူးနင်ကိုဈေးဆိုင်သွားတော့မှာလိုက်ရမှာကိုအဖေမနဲ့အလုတ်သွားရင်အရဲဝဲသွားဖို့ခြံထားမှန်းတီးလို့သမီးမပြောတာဘောအဖေရဟဲ့ နင်ကငါ့ကိုအရင်မတော့ရရင်တေမယ်လို့ထင်နေလို့လားအရစ်ကရှည်နေပြန်ပြီတွားတွားအမြန်ဝဲကြီးဤဒီမှာကျွန်ုပ်ဤဘေးကက်ရဲ့အိမ်မှာအမြဲချားနေရသောကိုမြင့်စိန်မိသားစုဤအတန်ပင်ဖြစ်ပေသည်ကိုမြင့်စိန်ဤအကြောင်းကိုမတိသူများဖို့မူအရက်တောက်စား၍မိသားစုကိုရန်ကားသောအနိုင်ကျင်သောသူတယောက်နှုတ်ကြမ်းသူတယောက်အဖြစ်မြင်ကြမိဖြစ်ပြီးစင်စစ်သော ကိုမြင့်စိန်မှာ၎င်း၏မိသားစုကို တုံနေအောင်ချစ်သောလင်ကောင်းသားကောင်းဖခင်ကောင်းတယောက်ဖြစ်ပေသည်၎င်း၏ဝါသနာအရနှုတ်ချမ်း၍ငေါက်ငန်းနေပါတော်လဲ၎င်း၏စိတ်ရင်းမှာနှုတ်နှင့်စန့်ကျင်ဘက်ဖြစ်ပြီးအလွန်နူးညံ့သူဖြစ်ကြောင်း၎င်း၏မိသားစုကသိရှိကြလေသည်ကျွန်ုပ်အဖိုးမှာကကောင်းမငါလက်ပါမိတော့မယ်ဟူသောအတန်ကိုကြားရလျင် ကိုမြင့်စိန်ဤလက်ပါခြင်းမှာသူမိမဤဇက်ကြောကိုနှိမ့်နယ်ပေးခြင်းသာဖြစ်ပြီးအကြောင်းသိရှိပြီးဖြစ်ပေသည်ယခင်ကကျွန်ုပ်သည်ကိုမြင့်စိန်ဤအကြောင်းကိုဂါဂနာနမတိခဲ့တော်လဲတပည့်ကျော်မြင့်သိမ်းမှာတောင်ပိုင်းရှိ၎င်းဤအတော်ပိုင်ဆိုင်သောကုံကားနောက်လိုက်နေသဖြင့်ကျွန်ုပ်မှာတော်ရဲ၌လွှာဆွဲခြင်းအလုပ်ကိုအိမ်နီးချင်းဖြစ်သူ ကိုမြင့်စိန်နှင့်တွဲ၍လုပ်ရမ၎င်းဤအကြောင်းကိုပုံမူသိရှိလာရသည် နောင်နေမနေ့တွင်ကျွန်ုပ်နှင့်ကိုမြင့်စိန်မှာတော်ရဲသို့လွှာဆွဲလာခဲ့ကြသည်အခါတိုင်းဆိုလျင်လွှာမဆွဲမီကော်ဘူးအသေးလေးဖြင့်ထည့်ယူလာသော အရက်ကိုတမော့မော့ပြီးမှဆွဲလေးရှိသောကိုမြင့်စိန်သည် ယခုအရက်မတော့ဘဲဇောချွေးများဆို့လျက် ကတုံကရင်ဆွဲနေသည်ကို မြင်တွေ့ရသည်နှင့်ကိုမြင့်စိန်၏ခမားဟာ ကတုံကရင်နဲ့ဗျာအရက်ဖြက်လိုက်တာလားဗျဘယ်ဟာလာတောင်းလွင်ရာ ငါအရက်ဖိုးခြံထားတာလေးအငယ်မစာအုပ်ကုန်လို့ထုတ်ပေးခဲ့ရတယ်ကွရပါတယ်ကွာတရက်တလီပဲဟာကိုညနေကြတဲ့ပြင်လေးသွားပို့ပြီးမှအေးစီစီတောက်ပါတော့မယ်နေ့လေသမင်းစားနားတော့အခါ၎င်းသည်တုံရင်လျက်ရှိပြီးသမင်းခွက်ကိုပင်အနိုင်နိုင်နှိုက်နေလေရာ၎င်းအားကြည့်၍ကျွန်ုပ်လည်းစိတ်မသက်သာပြီး၎င်းသည်သမင်းကိုလည်းသုံးလုံးခန့်သာစား၍ ရေတောက်၍ငူငူကြီးထိုင်နေလေသည်ဟဲလူခမရအစင်ပြေရဲ့လားဗျအစင်မပြေရင်လဲပြန်ကြရအောင်ဗျာခုမနဲ့ကြတဲ့ပြင်ပိုးလေးခမရအရင်ရောင်းသုံးလိုက်မနဲ့ပြန်မှကျွန်တော်ပို့ယူလိုက်ပါမယ်ရပါတယ်တောင်းတွင်ရခုပဲငါတောင်းခံနေတာနေတစ်ပိုင်းကျိုးနေပြီဟူခုနေငါပြန်သွားရင်ငါမိမရောတားသမီးတွေရောငါ့ကိုဘယ်လိုထင်ကုန်ကြမလဲတောင်းတွင်ရငပြော့ စိတ်ထဲမခိုင်မာတဲ့ကောင်းလို့ထင်ကုန်ကြမှာဘောဟအေးပါဗျာဟုတ်ပါပြီကျွန်ုပ်မှာ၎င်းဤစိတ်ဓာတ်ကိုစိတ်ထဲမှကြိတ်ကြီးကျူးလိုက်မိသည်ကိုမြင့်စိန်ကထိုနေ့ညနေတွင်ချွေးသီးချွေးပေါက်များယိုစီးကြလျက်စကားတခုမှမဆိုဘဲကတုံကရင်ဖြင့်လွှတ်ဆွဲနေပေသည်ညနေအလုံးပြန်သောအခါ၎င်းကတောင်းတွင်တွေ့လာငါတရေလုံးတောင်းခံနိုင်တယ်ကွဟုပင် ဂုံယူဝင်ကြွားစွာပြောနေသေးပေသည်ထုံနေကြကကျွန်ုပ်သည်ကြက်သွန်စိုက်ပြိုးရန်ထွန်ရက်ထားသောလေကွင်းများထဲ၌ဖားလိုက်ကောက်သည်စောင်းဖားများသည်မိုးအခါထွက်သောဖားများထက် အစီအသားပြေးဝါး၍တကောင်စိုးတကောင်ဝါဝါကိကိအစ်ထွက်နေပေသည်တုံးနေကျွန်ုပ်လည်းလေကွင်းများကိုတကွက်ပြီးတကွက်ဖြက်ကျော်၍ဖားလိုက်ကောက်နေရာည ဆက်တနာဤခန့်တွင်အိမ်ပြန်ခဲ့ရာ ကိုမြင့်စိန်သည်၎င်း၏အိမ်ရှိဝရန်တာတွင်ဒူးကိုပတ်၍တဏီယာကိုငေးဆိုင်ကြည့်ရင်ထိုင်နေသည်ကိုမြင့်စိန်မအိပ်သေးဘူးလားဗျဟု ကျွန်ုပ်ကလမ်းနှုတ်ဆက်သောအခါ၎င်းသည်ဆက်ကနေတုံသွားပြီးလျင်ဟေးအေးအိမ်မလို့ပါကွာခဏနေအိပ်တော့မှာကွာဘယ်နဲ့လဲမင်းဖားကောက်ပြန်လာတာလားဟုတ်ပါကိုမြင့်စိန်ဟင်းစားလာယူလိုက်အောင်ပြော ကျွန်တော်တော်တော်ရခဲ့တယ်ထိုကား၎င်းသည်မိဖို့ထဲမှကြွကြွအိတ်တလုံးဝင်ယူ၍ဆင်းလာလေရာကျွန်တော်လဲ၎င်းတို့မိသားစု နောက်နေ့တတိကုံစာ လောင်းငါလောင်းမိပမာဏကိုမှန်းဆ၍ထဲ့ပေးလိုက်သည်ဟာအများကြီးမလုပ်ပါနဲ့တောင်းတွင်ရနည်းနည်းဆိုရပါပြီမင်းရောင်းစားဖို့ခြံထားအုပ်လေကြံပါလေဗျအများကြီးရခဲ့တာပါအေးအေးကျေးဇူးတင်ပါလေကွာ မနဲ့ငယ်မအကြောင်းထုတ်ဖို့အစဉ်ပြေပြီဟေ့၎င်းသည်ကျွန်ုပ်ထဲ့ပေးသော ဖားထုတ်ကိုလမ်းယူရာ၎င်း၏လက်များမှာတဆက်ဆက်တုံခါလျက်ရှိပြီးလက်ထဲမှ ဖားအိတ်မှာခါရမ်းလျက် ရှိပေသည်ကဲတွားပြီပြို့မနဲ့အလုံးလုံးဝမှနဲ့ခမားလဲကောင်းကောင်းအိတ်လိုက်ဦးဗျအေးပါအေးပါတွားတွားငါလဲအိတ်တော့မယ်နောက်နေ့မနေ့တွင်ကျွန်ုပ်တို့နှစ်ဦးမှာထမင်းထုတ်ကိုစီဖြင့်တော်တယ်ထွက်လာခဲ့ကြရာ ကိုမြင့်စိန်ဤတေးညက်ပိန်လီတော်ခနာကိုမှာတဆက်ဆက်တုံရင်လျက်ရှိပြီး ကျွန်ုပ်ကိုလည်းစကားမဆိုချေ၎င်းမှာစိတ်နှင့်လူနဲ့လည်းကပ်ပုံမရချေကျွန်ုပ်ကဟေးလူဟုခေါ်လိုက်လျင်ပင်အထိတ်တလန့်ဖြင့်ဆက်ကနေတုံရင်သွားလျာကျွန်ုပ်ကကိုမြင့်စိန်ခမရအရေးဖြတ်ထားတာလားကိုမြင့်စိန်ကဘာမှပြန်မပြောချေတစ်ပင်များပေါ်သို့ကြီးကန်းတောက်မောက်လှဲ့ပတ်မောကြည့်နေသည်ဟေးလူ ၎င်းသည်စက္ကနေတုံရင်သွားပြီးဟေးအေးတောင်းတွင်ဘာဖြစ်တာလဲခမရအရေးဖြက်လိုက်တာလားလို့အေးဟုတ်တယ်ငါအရေးဖြက်ထားတာကွာယောခမရကလည်းဗျာလူပြိုဘွားကလေးကတသက်လုံးတောက်လာတာခုလိုဒုံးတီကြီးဖြက်တော့ဘလို့လောက်ရမှာလဲဗျဖြည်းဖြည်းချင်းရှော့တောက်ပြီးဖြက်ပါဗျာဟာရတယ်ရတယ်ငါမနေ့ကတနေ့လုံးနဲ့ညကတညလုံးတော့ နေနိုင်ခဲ့ပြီးပြီပဲဟာယောက်ျားပဲကွာဖြစ်အောင်လုပ်ရမှာပေါ့ခမ ्या အရေးဖြစ်တာကကောင်းတာလုပ်တာပဲဗျာကျွန်တော်အားပေးပါလေခမ ्या တပလင်းတောက်နေကြဆိုခုတပိုင်းတောက်နောင်ဆိုတစိမ့်တောက်အဲ့လိုဖြည်းဖြည်းချင်းဖြတ်မှာပေါ့ဗျမဟုတ်ဘူးတောင်းလွင်ဟဒီလိုဟာငါမနေ့ကအိမ်ပြန်တော့ငါလည်းတနေ့ကုန်မတောက်ရသေးတာနဲ့အတိုးချပြီးတောက်မယ်ဆိုပြီးပြင်ပြပို့အပြန် အရက်တပလင်းဝဲပြန်လာကွဒါနဲ့ငါအိမ်ဝိုင်းထဲလဲရောက်ရောအငယ်မကိုသူ့အမိစူနေတဲ့အတန်ကိုကြားရတာနဲ့အိမ်ပေါ်မတက်သေးပဲအိမ်အောက်ကနေနားဆွနေလိုက်တာကွအငယ်မကအเจ้าမှရံဖြစ်ခဲ့လို့တဲ့အဲ့ဒါသူ့အမိကမေးနေတာဟဲ့အငယ်မညင်ပါလို့သူများကိုပားရိုက်ခဲ့တာလေအမိကလည်း "तू ကတမီးကိုအရက်သမားတမီးလို့လာပြောတာကိုနောက်တခါအဲ့လိုပြောရင်အသေးပဲလို့တမီးပြောခဲ့လိုက်သေးတယ်" အဲ့လိုကြားရတာကိုတောင်းလွင်ရဒါနဲ့ငါလဲလက်ထဲကကင်လာတဲ့အရက်ပလင်းကိုကြွက်တွင်းနဲ့အကုန်တွန်ချလိုက်ပြီးငါဒီနေ့ကစပြီးအရက်လုံးဝမတောက်တော့ဘူးလို့ဆုံးဖြတ်ခဲ့တာပဲကွကျွန်ုပ်ဒီ၎င်းဤစိတ်ဓာတ်ကိုချီးကျူးမိတော်လဲရုတ်တရက်ဒုံတိဖြက်လိုက်တော့ကြောင့်ကိုမြင့်စိန်ဤခံစားရမည့်အဖြစ်ကိုသိရှိရသဖြင့်တက်ပြင်းကိုသာချလိုက်မိလေသည်တလန်းလုံးတွင်၎င်းသည် ဘိုက်ကြီးနာဆွဲနေသောမိမတအူကဲ့သို့တဝော့ဝော့ပြုတ်တက်လျက်ရှိပြီး မျက်ရည်များပင် ထွက်၍နေပေသည်။တို့နှင့်ကျွန်ုပ်တို့လည်းလွှားစင်ရောက်သည်နှင့် လုပ်ငန်းစကြရာ၎င်းသည်လွှားကို အနိုင်နိုင်ဆွဲနေရဟန်ရှိပြီး ပင်ပန်းကြီးလာစွာချွေးများတပြိုက်ပြိုက်စီးကြလျက်တအိုးအိုးတအော့အော့ပြုတ်တက်လျက်ရှိသည်။တို့နှင့်ဆယ်နာရီခွဲခန့်တွင် ကိုမြင့်စိန်အားအနာပေးလိုသည်ကတကြောင် လွှတ်သွားကလည်းတုံးနေပြီဖြစ်သည်ဖြင့်၎င်းအားထိုင်နာစေ၍ကျွန်ုပ်ကလွှတ်သွေးလျက်ရှိရာငါမိမမီးပွားစေမီးပွားစေလိုသေးတယ်ဟူသောရေရွတ်တံကိုကြားရသည်ဖြင့်၎င်းအားလှမ်းကြည့်လိုက်မိသည် ကိုမြင့်စိန်သည်၎င်း၏ဒူးနှစ်ဖက်ကိုကြစ်ကြစ်ပါအောင်ပိုက်၍ထိုင်လျက်ရှိပြီးလျင်မြေပြင်ကိုငေးဆိုင်ကြည့်၍နှုတ်မှတွတ်တွတ်ရွတ်နေခြင်းဖြစ်သည်ဘာလို့မရအောင်မလဲကွာ အာမကြောက်ဘူးစသဖြင့်ကျွန်ုပ်ရှိနေခြင်းအားမေယောက၎င်း၏စိတ်ထဲတွင် တွေးမိသည်များတို့အားနှုတ်မှတွတ်တွတ်ယွနေခြင်းဖြစ်ပေသည်ထိုသောရှိရာမှ၎င်းသည် ကျွန်ုပ်အားဆက်ကနေလှဲ့ကြည့်၍ပြီးပြီလားတောင်းလွင်ဟုမေးပြန်သည် မပြီးသေးပါဘူးကုမင်းစိန်ဟာခမားစလိတ်တောက်ခြင်းကျုပ်လွယ်အိတ်ထဲမှာပါတယ်ဗျအေးအေးငါတလိတ်လောက်တောက်လိုက်အောင်မယ်ကွာ၎င်းသည် ကတုံကရင်ဖြင့်ကျွန်ုပ်လွယ်အိတ်ထဲမှဆလိတ်တလိတ်ကိုထားယူ၍မူလနေရာတွင်ပြန်ထိုင်လိုက်ပြီးဆလိတ်မင်းကြီးနေလေရာ၎င်း၏လက်မှတုံခါနေသဖြင့်မိချင်းမှမိတော့သည်ဆလိတ်ထိတ်ဖျားနှင့်မတည့်မိပဲရှိရကားအတန်ကြာသည်အထိညှိမရပဲရှိနေပေသည်ကျွန်ုပ်သည်၎င်းအားကြည်၍တနာမိတော်လဲကျွန်ုပ်ကထားညှိပေးလျင်၎င်း၏တိတ်ခါကိုချမိသလိုဖြစ်မှဆိုသဖြင့် မတိဟန်ပြူရည်သာနေနေရပေသည်၎င်းသည် စိတ်ပြက်အာရောစွာဖြင့်စလိတ်မီးညင်ကိစ္စကိုရက်နာကစလိတ်နှင့်မီးချစ်ကိုလက်တစ်ဖက်စီတွင်စုပ်ကန်၍ရခင်အတိုင်း၎င်း၏ဒူးနှစ်ဖက်ကိုပိုက်ကာထိုင်နေပြန်လေသည်ရင်းနောက်အတန်ကြာ၎င်း၏ကိုကိုရိမ့်၍မြေပြင်ကိုစိုက်ကြည့်လျက်ရှိပြီးလျှင်တပံသတိပြန်ကပ်၍စလိတ်မီးကိုညှိပြန်ရာယခုတခါတွင် တစ်ချက်တည်းရသွားသဖြင့်၎င်းသည်စလိတ်ကိုအာပါတရရှိုက်ဖွာလျက်ရှိပေသည်ကျွန်ုပ်ကတိုက်ပွဲတပွဲကိုဆင်နွှဲလျက်ရှိသောကွန်မြင့်စိန်ဤပွဲကြီးပိဋကပင်ဖြစ်ချေတော်သည်တိုးနှင့်လွှတ်သွေးပြီးသောအခါကျွန်ုပ်လည်းစေဘောလိတ်ဖွာ၍ခိတနာပြီးလုပ်ငန်းပြန်ဆကြရာ ကျွန်ုပ်ကအပေါ်မှလွှတ်ကိုဖြောကနေဆွဲတင်လိုက်၎င်းကအောက်သို့ဖြောကနေပြန်ဆွဲချလိုက်ဖြင့်စီးချက်ကိုက်လျက်ရှိရာ ကိုမြင့်စိန်သည်လှော့ကိုဖြောကနေဆွဲချလိုက်ပြီးကျွန်ုပ်ပြန်ဆွဲတင်သည့်အခိုက်တွင်အလိုက်သင့်လျှော့မပေးပဲတောင်းခံ၍ဆွဲထားသည့်အပြင်တပန်းစောင့်စောင့်ဆွဲ၍လူနေသလိုရှိသည့်ဖြင့်ကျွန်ုပ်ကကိုမြင့်စိန်ဟေးတူဟုအော်လိုက်မှ၎င်းသည် အလန့်တကြားဖြင့်စောက်ကင်ထားသောလှော့ကိုလွတ်လိုက်ရာအားထည့်ဆွဲထားသောကျွန်ုပ်မှအချိန်လွန်၍ပက်လက်လဲကျသွားလေသည်ကံကောင်း၍လှော့စင်ပေါ်မှပြုတ်မကျပဲတစ်လုံးပေါ်တွင်ကျနေခြင်းဖြစ်ပေသည် ၎င်း၏အခြေအနေသည်နေမြင့်လေအယူးရင်းလေဖြစ်လာကြတော့ရာသမင်းစားနားချိန်တွင် ကိုမြင့်စိန်မှာသမင်းကိုလည်းမစားတော့ကြတောင်းတွင်ငါ့ကိုစလိတ်လေးပါသေးရင်တလိတ်လောက်တိုက်စမ်းပါဟုသာဆိုသည်ဖြင့်ကျွန်ုပ်မှာစလိတ်တလိတ်ကိုတခါတည်းမင်းကြီး၍ပေးလိုက်ရလေသည်၎င်းသည် စေဘောလိတ်ကိုသာ အားရပါရရှိုက်ဖွာလျက်ရှိပြီးကျွန်ုပ်ကချောမော၍သမင်းကျွေးသောအခါကျွန်ုပ်အား ဥကောင်းကိုသာခါရမ်းပြ၍တစ်ဖက်သို့ပြန်လဲသွားလေသည်ကျွန်ုပ်မှာစာလောင်လာပြီဖြစ်သဖြင့်၎င်းအားကျွေးမရသည့်အဆုံးတွင်ကျွန်ုပ်လည်းထမင်းထုပ်ကိုဖြည့်၍စားလေသည်ကိုမြင့်စိန်ကဟဲ့မိမို့မလာနဲ့အန်ရည်များတယ်သွားသွားသွားအကြီးကောင်ကိုလည်းတစ်ခါလဲခေါ်အငယ်မကိုလည်းအိမ်ထဲကမထွက်စေနဲ့ဟူ၍အထိတ်ကလန့်ထအော်နေပြာကျွန်ုပ်လည်းထမင်းစားပြီးပါက ိုမြင့်စိန်အားခေါ်ကရွာပြန်ရန်သာစိတ်ကူးရလေတော့သည်အလုတ်ဆက်လုတ်၍လည်းမဖြစ်တော့ချေကျွန်ုပ်ထမင်းစားပြီး၍ဆက်လိုက်တော့ရင်၎င်းအားလှမ်းကြည့်လိုက်မိရာ၎င်းသည်တစ်ပင်တပင်ပေါ်ကိုပြူးကျဲသော မျက်လုံးအစုံဖြင့်အထိတ်တလန့်မောကြည့်လျက်ရှိသဖြင့်ကျွန်ုပ်လည်းကိုမြင့်စိန်ကြက်တိုးမဟုတ်ဝက်ဝံတွေး၍အထိတ်တလန့်ကြီးနေခြင်းပေလောဟု၎င်းအားကြည့်လိုက်ရာဘာမှမတွေ့ရချေ ၎င်းသည် ရုတ်တရက်ကျွန်ုပ်ဖက်လှဲ့၍တောင်းလွင်ဟုခေါ်သဖြင့်ကျွန်ုပ်ကကြည့်လိုက်ရာ၎င်းသည်လက်ညိုးကိုနှာခမ်းနေရာတွင်ထောင်၍ရှူတိုးတိုးနေဟုလှုပ်ပြပြီးကျွန်ုပ်အားအရေးတကြီးလက်ရက်ခေါ်လျာကျွန်ုပ်လည်း၎င်းနာတိုးကပ်သွားလိုက်သည်ဟိုမှတွေ့လားကျွန်ုပ်မှ၎င်းညွန့်ပြရာနေရာသို့မောကြည့်လိုက်ရာဘာကူမှမတွေ့ရသဖြင့်ဘာကြီးလဲကိုမြင့်စိန်ဟာလာလာလာဒီနာတိုး ။ဘာပြမယ်။တွေ့လား။ဟိုမှာဟိုမှာဟိုမှာ။တစ်ပင်ခွာကြမှာထိုင်ပြီးငါ့ကိုပစ္စတိုနဲ့ချိန်နေတာ။အသာနေအသာလေးနေမလုံနဲ့။ဟုဆိုလိုက်မှပင်၎င်း၏အခြေအနေကိုကျွန်ုပ်သဘောပေါက်သဖြင့်ကိုမြင့်စိန်ဟေးလူပြန်ရအောင်။ဟာအသာနေစမ်းပစ္စတိုနဲ့ချိန်နေတာမမြင်ဘူးလား။ဟုဆိုလျက်၎င်းသည်ဘေးဘီကိုကြပြားကြရအကဲခတ်လိုက်ပြီး တင်းငုတ်တို့တခုဤနောက်တွင် ပြေကပ်နေရာယူလိုက်ကတစ်ပင်ပေါ်သို့မော့ကြည့်လျက်ရှိသည်တောင်းတွင်ဝွနေဝွနေကျွန်ုပ်သည်၎င်းအနားသို့တိုးကပ်သွားလိုက်ပြီး၎င်းဤပခုံးကို ခက်ချမ်းချမ်းလှုပ်၍ဟေးလူဟေးလူဟုခေါ်လိုက်ရာ၎င်းသည် ကျွန်ုပ်အားပြူးကျဲသောမျက်လုံးအစုံဖြင့်အထိတ်တလန့်မော့ကြည့်နေရာမှအာမမမလှုပ်ပါနဲ့ဗျာကြောက်ပါလေကျွန်တော်မှရှိတာဒါအကုန်ပါပဲဟုဆိုလျက် ၎င်း၏လက်ထဲမှစလိတ်တို့အားလက်နှစ်ဖက်ဖြင့်တယုတ်တသေးလှမ်းပေးနေလေရာကျွန်ုပ်မှာငိုအားထက်ရဲအားတန်၍အော်ရဲမိချေတော်သည်ကျွန်ုပ်တဟားဟားအော်ရဲနေသည်ကိုပင်၎င်းသည် မြေပြင်တွင်တမင်လွဲထန်၍လက်နှစ်ဖက်ဖြင့်ကာနေပေတော်သည်ကိုမင်းစိန်ကိုမင်းစိန်ဟဲ့လူသတိထားအောင်လေဗျာကိုမင်းစိန်ဟင်ဟင်ဘာလဲဘာလဲတောင်းတွင် လာကုန်ကြပြီလားဟူဆိုလျက်အရက်လေးမျက်နာကို အထိတ်တလန့်ရှာဖွေနေပြန်ရာဟဲ့လူမိမိုးခေါ်နေတယ်ခမားမိန်းမလေးမိမိုးမိမိုးလားအေးလေဗျာခမားသမီးငယ်မနေမကောင်းလို့လေဗျကျွန်တော်တို့ရွာပြန်မှဖြစ်မယ်ဟေးအေးအေးအေးဟာမိမိုးငါမိန်းမမပေါ့မပါကြီးနဲ့ကွာသေးနေတဲနေပြီလားမသိဘူးဟုတ်တယ်ဗျလာလာလား ကျုပ်တို့အမြန်သွားမှရမယ်ထိုကာမ၎င်းသည်ထိတ်ထိတ်ပြပြထားရဲ့၍၎င်း၏လွယ်အိတ်ကိုမမေ့မလျော့ဖြုတ်ယူကာလွယ်လိုက်ပြီးအငယ်မဖျားရင်မလွယ်ဘူးကွအပူကြီးရင်တက်တက်တယ်ဟုဆိုသည်ကျွန်ုပ်လည်း၎င်း၏လက်မောင်းတစ်ဖက်မှ တွဲကန်၍ပြန်ခဲ့ရာစိတ်နှင့်လူနှင့်ကင်းကွာနေသောကိုမြင့်စိန်မှာတခါတရံထိုင်ချ၍တနေရာသို့ပြူးကြောင်ကြည့်နေပြီးတခါတရံ ၎င်းအားတွဲလာတော့ကျွန်ုပ်အားလှဲ့ကြည့်ကအာလွတ်ပါဗျာကျွန်တော်ကြောက်ပါပြီကျွန်တော်ဘယ်ဖန်းကော်သွားမလို့လဲဟုအကြောက်အကန်ရုံးကန်နေတဲ့ဖြင့်ကျွန်ုပ်မှာ၎င်းအားချော့ချီတကားချောက်ချီတလဲဖြင့်အချိန်ကြာမြင့်စွာရွာအရောက်ခေါ်ယူခဲ့ရသည်ကိုမြင့်စိန်အားမိမိုးလက်အပ်ပြီးမှသာကျွန်ုပ်လဲတက်ပြင်းချနိုင်ပြီးတော့သည်ညနေစောင်းချိန်၌ကျွန်ုပ်လဲကိုမြင့်စိန်အိမ်ဘက်သို့အခြေအနေတွားကြည့်ရာ၎င်းသည် အခန်းထဲတွင်စောင်းကြောင်ထိုင်လေးရှိပြီးအလင်းရောင်ဝင်နေသောထင်ရန်ပေါက်များကို ကြောက်လန့်တကြားပတ်ကြည့်လျက်ရှိပြီး၎င်း၏သားနှင့်သမီးသည် စက်ပူစားများဖြင့်ထင်ရန်ပေါက်များကိုလိုက်ဆို့နေကြသည်ကို တွေ့ရသည်အငယ်မဟူမဟူမဟိုပေါက်အဲအပေါက်ကနေသူတို့ဝင်လာကြတော့မယ်မြ мян ပိတ်ပါဟခိခိ ပိတ်နေတာပဲအဖေကလည်းဟာဟာကလေးများမှာ ၎င်းတို့ဖခင်အားကြည်၍ရေမောနေကြတော့သည်မိမို့နင်ကိုမြင့်စိန်ကိုအရက်တစ်ခွက်လောက်တိုက်ကြည့်ပါလားဟဟင်းဟင်းနေပစီတော့ကိုတောင်းလို့ရဲ့အားရှိအောင်ပဲဂီဥဆိုင်ကျွေးပါတော့မယ်သူအခုအရက်ကိုလည်းတတိမရတော့ပါဘူးထားလိုက်ပါတော့အေးပါဟာဒါဆိုလေဂီဥဆိုင်ကျွေးလိုက်ပါယော့ယော့ယော့ဒီနေ့ကြတဲ့ပြင်ဖို့လေးဂျားထဲမှာနင်တို့အုံးစရာမရှိရင်လည်းငါ့ကိုလာပြောတော့အာနာမနေကြနဲ့ဟူတာ မှာချား၍ကျွန်ုပ်ပြန်ခဲ့လိုက်သည်နောက်နေ့မနေ့တွင်ချောင်းထဲ၌လင်ပန်းတစ်ချက်အတွင်းတွင်သမင်းဟင်းများထဲကနှုတ်မတွတ်တွတ်ရွရွတင်မြောက်ပသနေသောကိုမြင့်စိန်အားတွေ့ရလေသည်ညအချိန်ကျွန်ုပ်အပေါ်အပါဆင်းသည့်အချိန်များ၌လည်းကိုမြင့်စိန်သည်မအိပ်ဘဲဝရန်တာတွင်ငုတ်တုတ်ထိုင်၍တွတ်တွတ်ရေရွလျက်ရှိသည်ကို တွေ့ရလေသည်လေးရမြောက်သောအခါ၎င်းသည် အိယာထဲတွင်ဘုံဘုံလဲသဖြင့်စေမူကိုညံမိုးကို ခေါ်ယူကာပလင်းကြီးများချိတ်၍ကုသရသည်ကျွန်ုပ်လည်းပြင်တန်ဝက်ဘိုးကို ကြုံငွေထုတ်၍မိမိုးလက်ထဲထည့်ပေးရသည် ကျမတို့ကဘလို့ပြန်ဆက်ရမှာလဲကိုတောင်းလွင်ရဲ့ကိုမြင့်စိန်လည်းနေကောင်းတာမဟုတ်ပဲနဲ့ဟာရပါတယ်ယူလာယူထားလိုက် သူနေကောင်းမှဆွဲပေးမယ်လို့ပြောခဲ့ပါတယ်ဟာသူတို့ကຫນွေရာတီရောက်မှအိမ်ဆောက်မှဆိုတော့ အချိန်ကြီးအများကြီးရတယ်ရော့ရော့ရော့နှစ်ယောက်ကြောင်စေးကူးရမှလီသူမြ мян နေကောင်းမှငါတို့အလုတ်စနိုင်ပါဟဟတို့နှင့်တပတ်ခန့်အကြာတွင်ကိုမြင့်စိန်တယောက်ကုတ်ချောင်းချောင်းဖြင့်ကျွန်ုပ်အိမ်ဘက်သို့ကူးလာပြီးလျင်ဂျေဇူးတင်ပါလေတောင်းလွင်ဟာမင်းကယ်ပေလို့ဗောအိမ်စားဝတ်နေရေရော စေးကူးသားစရိတ်ကိုပူစရာမလိုတာငါတပတ်လောက်အားပြည့်အောင်နားလိုက်အောင်မယ်နော်ပြီးမှဆွဲပေးရအောင် ရတယ်ကုမြင့်စိန်အေးစေးသာနာအချိန်ကြီးအများကြီးကြံပါလေဗျအေးပါကွာငါလည်းအတော်လူမန်းမသိအောင်ဖြစ်သွားတာပဲကြောက်เสียကောင်းလိုက်တဲ့အရက်ကွာဟုတ်ပါဗျို့ခမရအခုရောပြန်တောက်ကျင်စိတ်ရှိသေးရဲ့လားအင်းတခါတခါသတိတရတောက်ကျင်တာဗောတောက်လွင်ရာဒါပေမဲ့ခုကမတောက်ရမနေနိုင်တဲ့အဆင်မဟုတ်တော့ဘူးဟာငါသမီးကြောင်းမှာအရက်သမားသမီးလို့နောက်ထပ် အပြောမခံနိုင်တော့ဘူးငါကောင်ရအေးပါဗျာဝမ်းတာပါတယ်ဖြစ်အောင်လုပ်နိုင်ခဲ့တဲ့ခမ ्या ကိုလည်းချီးကျူးပါတယ်ဗျာကျွန်ုပ်တို့သည်ရင်နွေးတအိုးဖြင့်အတန်ကြာအောင် စကားစမြည်ထိုင်ပြောကြပြီးလျင်ကိုမြင့်စိန်တယောက်ကျွန်ုပ်အားနှုတ်ဆက်ကထားပြန်သွားလေသည် ကျွန်ုပ်ပိဋကတ်အဖြစ်စောင့်ကြည့်ခဲ့သောတိုက်ပွဲမှာပြီးဆုံးသွားပြီဖြစ်ပြီးထိုတိုက်ပွဲ၌ကိုမြင့်စိန်အနိုင်ရရှိသည်ဟုကျွန်ုပ်ယုံကြည်မိသည် ထို့အတူယနေ့ခေတ်၌စိတ်ကြွမူရစေသုံးဆွဲနေသူဆေးဆွဲနေသူ လူငယ်တို့ကိုလည်းကိုမြင့်စိန်ကဲ့သို့တိုက်ပွဲကိုဆင်နွှဲ၍အနိုင်ရရှိအောင်စွမ်းဆောင်နိုင်လိမ့်မည်ဟုကျွန်ုပ်ယုံကြည်နေပေသည်စိတ်ကသာအရာရာထက်အစွမ်းထက်သောလက်နက်ဖြစ်၍အနာဂတ်ဤမျိုးဆက်သစ်များအနေဖြင့်မူရစ်နုံထဲတွင်နှိမ့်မနေကြပဲအပြင်းထန်ဆုံးသောတိုက်ပွဲတစ်ခုကိုယုံကြည်စွာဆင်နွှဲ၍ နိုင်ယူနိုင်ကြစေရန်ယုံကြည်လျက်ကျွန်ုပ်ဤစာကိုအဆုံးသတ်လိုက်ရပါသည်ခမညာဟုတ်ကဲ့ပါခမညာအဆုံးထိနားဆင်ပေးကြတဲ့ပေးသက်တယောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခမညာ